ပထမအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Alice က Mr. Monet တနော်ဆိုတဲ့မောင်ဝါတိုက်ပြီးရဇာတ်လမ်းလေးတစ်ပုဒ်ကို recap လုပ်ပေးမှာဖြစ်ပါတယ်။ကောမီရဲ့အဆမှာဆိုရင်တော့ Mr. Mon ကသူ့ရဲ့တွင်ရင်မှုဖြစ်လာမယ့်လူတစ်ယောက်ကိုမရဲ့တွင်ရင်မှုဖြစ်ခြင်းဒီဆက်သုံးချက်လိုက်နိုင်ရမယ်လို့ပြောလိုက်ပါတယ်။နံပါတ်၁ချက်က24နာရီလောက်လောက်နားချိန်ရှိပဲနဲ့အလုံးလိုက်ရမယ်။ကိုပိုင်ရှင်းစွာလည်းမရှိရပါဘူး။ နမနဲ့အချက်ကသူ့ရမိန်ကိုတသွေးမသိမ်းတာဟာရမှာဖြစ်ပြီးတော့နည်းနည်းမှပြန်ခံကြောလို့လည်းမရပါဘူး။နံပါတ်3အချက်ကအရာတစ်ခုလည်းရှိရတဲ့ neck tie ကိုဝတ်ဆင်ထားလို့ပါပဲ။လက်နိုင်ရမယ့်ချက်က၃ချက်ပြည့်နေပြီမဲ့နောက်ဆုံးတစ်ချက်ဆိုပြီးတော့ဆက်ပြောင်းမယ့်အချိန်မှာတဖက်လိုပါလေခဏလေးခင်ဗျားပြောတော့၃ချက်ဟဲဆိုနောက်ဆုံးတစ်ချက်ကပါလဲလို့မေးဖို့အချိန်မှာတော့ တစ်ဖက်ကလည်းနောက်ဆုံးတစ်ချက်ကိုထပ်ထည့်ဖို့လွန်ခဲ့တဲ့တစ်ဆက်ကတည်းကပဲငါဆုံးဖြတ်ထားရဲ့အတွင်းရေမိုးချောင်းမင်းကဟိုပြက်ခံပြောနေတာလားဆိုပြီးတော့ online တာကြောင့်တစ်ဖက်လိုဟာကြောက်ကြောက်နဲ့မဟုတ်ရပါဘူးလို့ပြန်ပြောခဲ့ရပါတယ်အေးမှတ်ထားနောက်ဆုံးတစ်ချက်ကတော့ညှော်လင့်မထားတဲ့ကိစ္စရဲ့အတွက်အကောင်းဆုံးကြိုးစင်ပြင်ဆင်ထားရမယ်အဲ့ဒါငါအတွင်းရေမိုးတရားရဲ့တာဝန်ပဲလို့ပြောလိုက်ပါတယ်အတွင်းရေမိုးတရားရဲ့တာဝန်များ ဓာတ်လိကခန်းလေးမှာလူပြည့်နေလို့အားလုံးကစိတ်ပြန်နေကြပါယ။ပြရောက်များပြထွက်ပြီးမလားပါလားနဲ့ပျော်နေကြရောမှာပဲတစုံတရာကနေပြော့ကျွန်တော်ပြင်ထွက်ချင်လို့ကျေးဇူးပြုပြီးဖယ်ပေးကြပါလို့အပြောလိုက်ပါယ်။ဟုတ်ပါယ်။သူကတော့အတွင်မှုချာလို့ပဲဖြစ်ပါယ်။အလုပ်ထဲမှာလည်းအတော်လေးအားကိုးရတဲ့အခင်လက်ကြောလည်းတင်ပါယ်။ဒါကြောင့်အလုပ်ထဲမှာဆိုရင်လူရှိသူခင်ပေါ်ပြီးတော့အလုံးကအကူကြရပါတယ်။တရားရောက်ကဒီတစ်ခုနောက်တစ်ခါဟုတ်တစ်ခု ပရိနေတာကအစားခောက်ဆွဲပြတာအဆုံးသူမပါရင်မပြီးတဲ့အချိန်ကိုအကူကြတာပါ Elistro အနေနဲ့ဒီဗီဒီယိုလေးရဖို့အတွက်အချိန်ဒီမှာကြည့်ပေးလိုက်ရတာမလို့ like and share လေးနှိပ်ပြီးတော့အကောင့်လေးပေါ်လေး follow ပေးထားကြပါအောင်လို့မိသားရဲ့ခင်ချင်ပါရခင်ဗျာ။နောက်ကြရင်လည်း Telegram channel လောက်ပြီးတော့ဆက်လက်မျှဝေပေးမယ့်အစီအစဉ်တွေလာအောင်မှဖြစ်တဲ့အတွက်စောင့်မျှော်ပေးကြဖို့တိုက်တွန်းချင်ပါသေး යි ။ Coffee မတော်ရ မစ္စတာမွန်ဆိုတဲ့သူကခြောင်ကိုစစ်စိမ်းမြဲနေပါတယ်။ပြဿနာတစ်ခုကိုရှိလို့လားဆိုပြီးတော့မိတဲ့အခါမစ္စတာမွန်ကမရှိပါဘူး။ရှိလာခဲ့ရင်လည်းအတွင်မှုဖြစ်တဲ့မင်းစီကဖြစ်ချင်းချက်ကိုပဲငားလို့ခြင်းနဲ့လို့ပြောလိုက်ပါတယ်။ဆိုလိုချင်တာကတွန်းလက်သွားတာကအစခြောင်ကတော့ပြရမင်းစရဲ့သဘောပါပဲ။ပုံမှန်စွာဆိုင်ကိစ္စတွေမှာခြောင်လုံးဆောင်မှုတွေအပိုင်းတွေရှိပေမယ့်မစ္စတာမွန်ကတော့သူ့ဘောပဲလင်ခိုင်းပါတယ်။ Mr. Mo က electronic group တစ်ခုရဲ့အမွေဆက်ခံသူတယောက်ပဲဖြစ်ပါတယ်။ ဒီလိုမျိုးခင်မိနေတဲ့နိုင်ငံမှာမီတနေမှာဆိုရင်ဘောပင်နဲ့မဆုစားကိုတုံးပြီးနောက်ထောင်းလေးရှိပါတယ်။အဲ့ဒါကိုပထမဆုံးသတိထားမိသူကချောင်းဝဲဖြစ်ပါတယ်။တနေ့ချောင်းတို့ရောက်ကော်ဖီတောက်နေရင် အမောဖြစ်နေချိန်မစ္စတာမိုကစိတ်မရှိတော့တဲ့လေးတန်နဲ့နောက်နောက်လောဝကော်ဖီမသားဖို့တားနေပါတယ်။ချောင်းလည်းဘာကြောင့်လဲလို့ပြန်ပြီးတော့စကားတစ်ခုကိုငါးနှစ်ခါပြန်ပြောဘူး။ မင်းကငါ့အတွင်းမှုဖြစ်နေတာကြောင့်ငါပြောသလိုလုပ်ရမယ်မဟုတ်ရင်ထုတ်မယ်လို့ပြောတာကြောင့်ဟုတ်ကဲ့တော့ပဲပြန်ပြောလိုက်ရပါတယ်မဆုစာရဲ့လိုအပ်ချက်ခြံရုပ်ကိုမစ္စတာမကသူ့ခန်းထဲကိုစားရစာရွေးနေ7မိနစ်တွဲလာပို့ဖို့ပြောပြီးမယ်ခြံရောက်သွားတဲ့အချိန်မှာတော့မစ္စတာမကမရှိတဲ့အတွက်ကြောင့်ခြံကပါစီပါစီနဲ့အပြစ်တင်နေပါတယ်မစ္စတာမမရှိတဲ့အတွက်စာရွေး ။ဆာဆာရဲနီကိုဇပဲခုံမော်မှာထားခဲ့မယ်လို့ဆုံးဖြတ်တဲ့အချိန်ခုံမော်ကမစ္စတာမွေရဲ့မှတ်စုစာကိုတွေ့လိုက်ရပါတယ်။ယူကျင့်ကောင်းမလားလို့စဉ်းစားနေတော့မှပဲစာကိုဝန်ကြည့်နေပြီးသားဖြစ်နေမိပါတယ်။စာအုပ်ထဲမှာမက်စရိတ်ကိုမတွေ့ရဘဲနဲ့ပုံတွေချောက်ဆွဲထားတာပါ။ဘာမှဆုံးမြင်ရတာကတော့မန်နေဂျာတရင်ပုံနဲ့ခြောက်ဝင်ရဲ့ပုံတွေပဲဖြစ်လို့သူအံ့ဩသွားပါတယ်။ပုံတွေကလည်းကြည့်ရင်စရာမကောင်းဆွဲချက်ညမ်းလို့စိတ်ပြက်နေပါတယ်။ဒါပေမဲ့ဆက်ပြီးကြည့်တဲ့အခါမှာတော့သူ့ပုံတွေအများ များကြီးဆွဲထားတာမို့ခြံတွေရောက်စွန့်လာသွားပါတယ်။ကဲအခုတော့ Mr. Monet ကျွန်တော် BL Comics ရဲ့ Chapter 1ကတော့ဒီမှာပဲပြန်ဆောင်သွားပါပြီ။ဒါ့ပြင်မဲ့ခြံတွေရောက် Coffee တောက်ခွင့်ပိတ်ခံလာတဲ့အကြောင်းကိုဆက်ပြီးတော့ပြောပြသားပါမယ်။ခြံ Coffee တောက်နေနေနှခမ်းနဲ့နှာခေါင်းတွေမှာခရီးနေပေးနေအောင် Mr. Monet ကတွေ့လိုက်ရပါတယ်။ခြံကတော့ဘာမှမဖြစ်ပေမဲ့ Mr. Monet ရဲ့စိတ်ထဲမှာတော့ ချောင်းကသူ့နှခမ်းနဲ့နှာခေါင်းတွေမှာခရီနီပေးနေလို့ချာနေရက်ပြီးနမ်းမေးဖို့တောင်းဆိုနေရဲ့လို့ဒိမ့်မိနေပါရဲ့ဒါကြောင့်လေချောင်းကိုစိတ်တူလာပြီးတော့ကော်ဖီနဲ့ခရီနီမတဖို့ပိတ်ပင်လိုက်ပါရဲ့ချောင်းကတော့ဘာမှမသိပဲခံလာရတာပေါ့နော်ဒီနေ့တော့ chapter 1နဲ့ပဲအဆုံးသတ်ပေးပါမယ်နောက်ပတ်တွင်မှာလည်းဂျန်နယ်အပိုင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါခင်ဗျာ thank you